မင်္ဂလာပါ Sagrise Bunny လက်ကွေ online class ကနေပြီးတော့ကျေဆွလိုက်ပါတယ်။အော်ဒီနေ့မှာကတော့စာမုံဖွဲနှီးလာပြီးဖြစ်တဲ့အတွက် grammar လေးတွေကို revision ပေးမယ်လို့စဉ်းစားထားပါတယ်ပေါ့နော်။ grammar လေးတွေကိုပဲတည်တံ့လေးရွေးထုတ်ပြီးတော့လေ့ကျင့်ပေးတော့မှာဖြစ်ပါတယ်။အဲ့တော့လေ့လာကြည့်ပါမယ်ပေါ့နော်။အဲ့တော့ပထမအဦးဆုံး unfailable ရဲ့အခန်းကျမ်းမှာလေ့လာခဲ့ရတဲ့ပထမအဦးဆုံး pattern လေးပါ။ဘာ pattern လေးလဲဆိုတော့သူက now one what now two does လို့ခေါ်တဲ့ဒီ pattern အမျိုးအစားလေးပေါ့နော်။ အဲ့တော့ဒီဟာလေးကတော့လက်ရှိဟုတ်မှန်ချောင်းကိုပြောဆိုမယ်ဆိုရင်ဒီလိုလေးပြောပါတယ်ဒီ pattern လေးအတိုင်းသုံးနေပေါ့နော်အဲ့တော့တေချာမထားရမှာကတော့အနောက်က dash လို့ခေါ်တဲ့စကားလုံးလေးအယူအဆလေးကိုတေချာလေးမထားပြရမေးပေါ့နော်အဲ့တော့စာကြောင်းရဲ့အနောက်ဆုံးမှာ dash ပါပြီဆိုရင်ကျင်းသေးတယ်ဒါကဟုတ်မှန်တဲ့အကြောင်းအရာကိုပြောတယ်ဆိုပြီးတော့ double ပတ်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ now one wa now do dash အတိတ်ဘယ်ကကြတော့ now one သည် now do ဖြစ်သည်ဆိုရဲအတိတ်ဘယ်လေးပါဒါလေးကပထမအဆုံး ွန်းတစ်မျိုးလေးပါအဲဒုတိယတစ်မျိုးလေးကကြတော့ positive လို့ကြီးပဲပြောနေလို့မရဘူးကိုတွေက negative လို့လည်းပြောမှရမယ်အဲ့ဒီတော့ now one wa now two ja dewa arima san ဒီစကားလုံးလေးကိုသုံးပြရမယ်အဲ့တော့စာချောင်းရဲ့အနောက်ဆုံးမှာ ja dewa arima san ဆိုတာလေးကိုပါလာလိမ့်မယ်ဒါဆိုရင် အတိတ်ပဲကမဟုတ်ပါဘူးဆိုရဲအတိတ်ပဲလေးပေါ့နော်အဲ့လက်ရှိမှာမဟုတ်တဲ့အကြောင်းမှားရဲဆိုရဲအကြောင်းကို ပြောမယ်ဆိုရင် ja dewa arima san လေးနဲ့အဆုံး င်းတက်ပြီးတော့ပြောပြလို့ရတယ်။အဲ့တော့ဒီမှာဆိုရင်ကြိတ်တယ်မဆိုရင် positive လို့စာချောင်းလေးပြောချင်တယ်ဆိုရင် desk ကိုတုံးတာဖြစ်မယ်။ negative လို့စာချောင်းလေးကို ပြောချင်ရင်ကြာသေးဝအာဒီမဆန်ဆိုရဲအကြောင်းလေးကိုပြောမယ်။အဲ့ဒီမှာတစ်ချက်လောက်မှတ်ထားရမှာကတကယ်လက်တွေ့မှာစာရီးပါးရေးရတဲ့အခါမျိုး speaking အပိုင်းမှာပတ်သက်ပြီးပြောတာမျိုးဆိုရင်ဒေဝကိုဖြုတ်ပြီးတော့ပြောတာရှိတဲ့အကြောကိုရီကနှစ်မျိုးတော့ချက်ထားပြီးမယ်။ကြာသေးဝအာဒီမဆန်လို့လည်းချက်ထားဒါမှမဟုတ်လေကြာအာဒီမဆန်ဆိုပြီးတော့လည်းချက်ထား ပေးရမယ်။ဟုတ်ပြီနော်နှစ်ခုလုံးကတော့အငင်းပုံစံမျိုးပြောတာမျိုးပါပဲနော်။ဒါလေးကိုတည်ထားပါမယ်။အဲ့တော့နောက်ထပ်ပတ္တန်လေးတစ်ခုလေးဆက်ကြည့်ပါမယ်။နောက်ထပ်ပတ္တန်အမျိုးအစားလေးရကျတော့ဗာလေးလဲဆိုတော့မေခွန်းပုံစံလေးမေးပါမယ်။မေခွန်းလို့မေးမယ်ဆိုရင်လွယ်လွယ်လေးပါဘလို့စာချောင်းမဲလာလာစာချောင်းတစ်ချောင်းရဲ့အနောက်ဆုံးမှာခလေးပါပြီဆိုရင်ဒါကမေခွန်းမေးတယ်ဆိုပြီးတော့သဘောပေါက်ထားပြီးပါနော်။အဲ့တော့ဒီမှာဆိုရင် now one what now two desk ခါအဲ့တော့ကိုယ်လေးသိထားတဲ့ now ဝဝနောင်တူဒက်စ်ကိုအနောက်မှာခါလေးထိလိုက်ရုံနဲ့မိကုံမေးတဲ့အခါမှာတုံးနဲ့မိကုံစာချောင်းဖြတ်သွားပြီဟုတ်ပြီနော်အဲ့တော့ဒါလေးကမိကုံမေးမယ်ဆိုရင်ဘလို့စာချောင်းမဲလာလာ positive စာချောင်းမဲလာလာ negative စာချောင်းမဲလာလာဘလို့ pattern ကစာချောင်းမဲလာလာမိကုံလေးမေးတဲ့မိဆိုရင်စာချောင်းရဲ့အနောက်ဆုံးမှာဘာထည့်မလဲခါဆိုပဲစကလုံးလေးထည့်ပြီးတော့ပြောပြလိုက်ရုံပဲနော်အဲ့နောက်တစ်မျိုးလေးကြည့်ပါမယ် ထောင်တမျိုးလေးရကျတော့ဗာလီလဲဆိုတော့ now one mo now two that's အဲ့ဒီမှာဆိုရင်ကိုရီတေးတန်တီထားမှာကမိုလို့ခေါ်တဲ့စကားလုံးလေးပါအဲ့တော့စာကြောင်းတွေကိုညာသောအဖြစ်ကြည့်လိုက်မယ်ဆိုရင်အရှိကဆက်ကြက်လို့ခေါ်တဲ့ပြုလုပ်သူရဲ့အနောက်မှာ war တွေပဲညာသောအဖြစ်လိုက်တာကတ်လိုက်တာရှိပါတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာကျတော့မဟုတ်တော့ပါဘူး war ကိုမတုံးမင်းနဲ့မိုဆိုတဲ့စကားလုံးလေးကိုတုံးပါတယ်အဲ့ဒီမိုလေးကိုတေးထားရမယ်ပေါ့နော်အဲ့မိုရဲ့အတိတ်ဘေကကျတော့မြန်မာလူဆိုရင်၄ဘေပါအဲ့တော့သူ့ ွားကြတော့မြန်မာလိုလေးဘဲဆိုတော့ဘယ်လိုမျိုးခံမှာတုံးလဲဆိုတော့စာချောင်းနေမှာတူညီရဲ့အကြောင်းကိုပြောမယ်ဆိုရင်ဒီမိုးလေးကိုတုံးနေဆိုပြီးတော့သဘောပေါက်ထားပြီပါတူညီတဲ့စာချောင်းနေကိုပြောမယ်ဆိုရင်ဘာတုံးမလဲဒီပတ်တန်လေးအတိုင်းကိုရေးပေးလို့ရပါတယ် now one mo now two that's now one လေးပဲ now two ဖြစ်တယ်အဲ့တော့တူညီရဲ့စာချောင်းကိုဖြည့်ရမယ်เนาะအပေါ်မှာပြောခဲ့တဲ့စာချောင်းတစ်ချောင်းရဲ့အကြောင်းအရာတစ်ခုခုနဲ့အောက်က ပြောမယ်စာချောင်းရဲ့အကြောင်းအရာတစ်ခုခုနဲ့ တူနေပြီဆိုရင်ဘာကိုသုံးမလဲဒီပတန်လေးအတိုင်းကိုသုံးပေးလိုက်ရင်ပါပဲနော်အဲနောက်ထပ်ပတန်လေးတစ်မျိုးဆက်ကြည့်ရအောင်အဲနောက်ထပ်ပတန်တစ်မျိုးကကြတော့ဘာလေးလဲဆိုတော့ဒါလေးပါအရာဝတ္ထုတွေကိုညွှန်ပြတဲ့စကားလုံးလေးသုံးလုံးရှိပါတယ်ဘာလေးလဲဆိုတော့ chorus ဆိုရယ် are လို့ခေါ်တဲ့စကားလုံးလေးသုံးလုံးအရာဝတ္ထုတွေကိုညွှန်ပြရင်ဒီစကားလုံးလေးသုံးလုံးကိုသုံးပေးပါမယ်အဲလေးကိုလုံးဝမှတ်ထားပေးပါနော် chorus ဆိုရယ် are ကအရာဝတ္ထုတွေကို ော့ညွှန်ပြတဲ့အခါမှာတောင်းပါတယ်အဲ့တော့သူရဲ့နည်းနည်းလေးခက်ဆန်ဆန်လေးရှိရဲ့နောက်တော့လုံးလေးရှိပါတယ်ဗာလေးလေးဆိုတော့ခိုးလို့ဆိုးလို့အနူလို့ခေါ်လဲစကားလုံးလေးပါဒါပေမဲ့ကွာသွားပါတယ်ဘာကွာသွားလဲဆိုတော့ခိုးလို့ဆိုးလို့အနူရဲ့အနောက်မှာဆိုရင်ဗာလိုက်ပြီးမလဲနောင်းကပ်ပြီးတော့တုံးပေးပါမယ်ဒါလေးတော့မှတ်ထားပြပါနော်အပေါ်ကခိုးရဲဆိုရဲအာရဲအနောက်မှာ နောင်းကပ်မလိုက်ပါဘူးခိုးလို့ဆိုးလို့အနူရဲ့အနောက်မှာတော့နောင်းကပ် က်ပြီးတော့တုံးပေးပါမယ်ဒီ6မျိုးလုံးကဖာအတွက်ကိုတုံးတာလေဆိုရင်အရာဝတ္ထုတွေကိုညွန်ပြမယ်ဆိုရင်ဒီဇက်ကလုံးလေး6လုံးနဲ့ညွန်ပြပေးလို့ရပါတယ်ဟုတ်ပြီနော်ဒါလေးရှိပါမယ်အဲနောက်ထပ်တစ်ခုလေးဆက်ကြည့်ရအောင်နောက်ထပ်တစ်ခုကကျတော့ဗာလီလေးဆိုတော့ခိုခိုဆိုခိုအာဆိုခိုလို့ခေါ်တဲ့ဇက်ကလုံးလေးပါစာကြောင်းလိုမျိုးရေးမယ်ဆိုရင်တော့ခိုခိုဝနာနီနာနီဒက်ဆိုခိုဝနာနီနာနီဒက် အာဆိုခိုဝါနာနီနာနီဒက်သ်အဲ့တော့ဒက်သ်ကတော့ဖြစ်တယ်ဆိုရဲအကြောင်းအရာကိုပြောချင်လို့ပါနော်အဲ့တော့အရှိကခိုခိုဆိုကိုအာဆိုခိုကိုအဓိကမိန်အနေနဲ့ကိုရီးယားသိထားရမယ်နေရာတွေကိုညွှန်ပြတဲ့ဇာတ်ကလုံးလေးတောင်းလုံးပါခိုခိုဆိုကိုအာဆိုခိုဆိုရာကနေရာတွေကိုညွှန်ပြတဲ့ဇာတ်ကလုံးလေးတောင်းလုံးပါဟုတ်ပြီနော်အဲ့တော့နေရာဆိုင်ရေးထဲမှာဆိုဥပမာရုံးကန်လို့စာကြီးတိုင်းလို့နော်ဒါတွေအတုံးဝင်ပါတယ်ဒါတွေအကျုံးဝင်ပါတယ်ပေါ့နော်နေရာကိုအဲထဲမှာတော့ အဲ့တော့သူတို့ ਨੇ ခက်စင်စင်ကြီးရှိတဲ့နောက်ထပ်စကလုံးတစ်လုံးရှိသေးတယ်ပေါ့နော်နောက်ထပ်စကလုံးကဘာလေးလဲဆိုတော့ ခိုချီတာသိုချီတာအချီတာလို့ခေါ်လဲသကလုံးလေးသုံးလုံးပါအဲ့တော့သူတို့ကအပေါ်ကခုခုစုခုအဆိုးခွန်ထက်နှိုင်းရှင်မဆိုရင်တော့ပိုပြီးရင်ကျူးတဲ့အတော့နှုံးလေးပါနော်ဂျပန်အစမှာဆိုရင်ကိုရီမှတ်ထားတဲ့ပုံစံလေးနှစ်မျိုးရှိရယ်လေရိုးရိုးသုံးတဲ့ပုံစံနဲ့ရင်ကျူးတဲ့ပုံစံဆိုပြီးတော့နှစ်မျိုးရှိပါတယ်ကိုနဲ့ရင်းနှီးပြီးသားမိတ်ဆွေအပေါင်းအဖော်တိုင်ငယ်ချင်းတွေနဲ့ပတ်သက်တယ်ဆိုရင်တော့ရိုးရိုးဆိုတဲ့ပုံစံလေးကိုသုံးမိရတာဖြစ်ပြီးတော့ကိုထက်အထက် ူကြီးယာဒူကြီးရဲ့လူတွေအတော့ဝါကြီးရဲ့လူတွေနဲ့ပတ်သက်ရင်တော့ယဉ်ကျေးတဲ့အတော့နှုံးလေးနဲ့ကိုရီးယားသုံးပြရတာဖြစ်တယ်။အဲ့ဒါမျိုးဆိုရင်တော့ခိုချီတာဆိုချီတာအာချီတာဆိုတဲ့ဇာတ်ကလုံးလေးနဲ့နေရာကိုညွှန်ပြပြီးတော့သုံးပြရမှာဖြစ်ပါတယ်။ယဉ်ကျေးတဲ့အတော့ဆိုပြီးတော့မှတ်ထားပြပါနော်။အဲ့တော့ဒါလေးရှိပါမယ်။နောက်ထပ်စကူလေးဆက်ကြည့်ရအောင်။အဲ့တော့နေရာတွေကိုမင်းမြန်ရင်ဘလို့မင်းမြန်မလဲဆိုရဲအတော့လေးမှတ်ထားမှရပါမယ်။အဲ့တော့နေရာတွေကိုမင်းမြန်တဲ့အခါမျိုးဆိုရင်နှစ်မျို ုးနဲ့မေးလို့ရပါတယ်ရိုးရိုးပုံစံနည်းနဲ့မေးခြင်းရင်ဒိုခိုဒက်စကာဆိုပြီးတော့မေးလို့ရပါတယ်နောက်တစ်ခုကကျတော့ရင်တချီလေးမေးမယ်ဆိုရင်တော့ဒိုချီရာဒက်စကာဆိုပြီးတော့မေးလို့ရပါတယ်အဲ့တော့တခုလောက်ချင်းချက်ရှိတာဒီနေရာမှာကျတော့ဒိုချီရာဒက်စကာကိုဥပမာအိုခွနီဝဒိုချီရာဒက်စကာ အိုခွန်းနီဆိုတာနိုင်ငံကိုမေးတာပေါ့နော်အိုခွန်းနီဝဒိုချီရာဒက်ကာဆိုရင် နိုင်ငံကဗမာလေဆိုရဲအတိတ်ပဲမဟုတ်ဘဲနဲ့ဘဲနိုင်ငံလေဆိုပြီးတော့နိုင်ငံရဲ့နာမည်ကိုမေးတာပါဒါလေးကိုတော့ချွန်းချက်လေးအနေနဲ့မှတ်ထားပြီးပါနော်တကယ်လို့ကိုရီးယားကမြင်လိုက်တယ်ပေါ့စာကြောင်းတစ်ကြောင်းကိုအိုခွန်းနီဝဒိုချီရာဒက်ကာလို့မေးရဆိုရင်ကိုရီးယားကပြန်ကြည့်ရမှာကကိုနေတဲ့နိုင်ငံနာမည်ကိုပြန်ပြီးတော့ဖြည့်ပေးရပါမယ်နိုင်ငံရဲ့နာမည်ကိုဖြည့်ခိုင်းတာပါဟုတ်ပြီနော်ဒါလေးကိုမှတ်ထား ားပေးပါဒါလေးရှိပါမယ်အဲ့တော့နေရာတွေကိုမင်းမြတ်ရင်ဒီစကားလုံးလေးနှလုံးမဲရှိပါမယ်ဒုခုနဲ့ဒုချီတာလို့ခေါ်တဲ့စကားလုံးလေးနှလုံးပါနော်အဲ့တော့နောက်ထပ်စကားလုံးနောက်ထပ်ပတ်တန်လေးတစ်ခုပေါ့နော်ဆက်ကြည့်ပါမယ် အဲ့တော့နောက်ထပ်ပတ္တန်တမျိုးဝကြတော့ဘာလေးလဲဆိုတာဒါလေးပါအဲ့တော့ဒါလေးကျတော့အခန်းလေးမှာစပြီးတော့မတ်စနပ်ပတ်သက်တဲ့စကားလုံးနေစပြီးတော့သင်လာခဲ့ရပါတယ်ဟုတ်တယ်မလားအခန်း၁ကနေအခန်း၃အထိရောက်တော့ယူယူနောင်းနဲ့ပတ်သက်တဲ့စကားလုံးလေးတွေပဲခုတိုးပါလေးတွေတက်ခဲ့တော့အခန်းလေးကနေစလို့အခန်း၂၅ကအန်ဖိုက်လည်းပဲပြီးဆုံးတဲ့အထိကိုကိုရီတက်ခဲ့ရတာမတ်စနပ်ဆုံးတဲ့စကားလုံးလေးတွေစပြီးတော့ပါလာပါပြီနည်းနည်းချင်းစီနေပေါ်တော့ပါလာခဲ့ပြီအဲ့ အခု mask နဲ့ပတ်သက်တဲ့သက္ကလုံကြီးဒီအကြောင်းကိုပြောပါမယ် mask ကသူ့မှာသူတည်ရှိနေတဲ့သက္ကလုံကိုကကရိယာပုံစံလေးဖြစ်နေတာပါ mask နဲ့ဆုံးတဲ့သက္ကလုံမှတ်တမ်းများသည်ကရိယာဆိုရင်ထက်ကိုဝင်နေဆိုပြီးတော့မှတ်ထားပေးပါအဲ့ဒီတော့အဲ့ဒီကရိယာဆိုတဲ့သဘောတဘာဝမှာဆိုရင် positive လို့လည်းပြောရတာရှိတယ်လို့ negative လို့လည်းပြောရတာရှိတယ်အတွက်သူတို့ကိုဘယ်လိုပုံစံပြောင်းသုံးမလဲဆိုရယ်ပုံလေးကြီးလေးအတိုင်းကိုကြက်ထားရပါမယ်ဒါလေးကိုကြက်တော့မှသာလည်းရင်ကိုရီ M5 level ပိတ်ဆုံးတဲ့အပြင်ကို M4 level ရောက်ရင်လည်းကြောင်းတက်မှာဖြစ်ပါတယ်။နောက်အဲ့တွေကြည့်ပါမယ်။ mass နဲ့ pattern လို့ဆိုရင်ကိုရင်မှတ်ထားရမယ်အချိန်ကာလနှစ်မျိုးလေးရှိပါတယ်။ဘာလေးလဲဆိုတော့လက်ရှိရဲ့အတက်ရဲ့ဆိုပြီးတော့နှစ်မျိုးလေးရှိပါမယ်။အဲ့တော့ကိုရီကအင်္ဂလိပ်စာသင်တော်ကဆိုရင်တော့အတက်ရဲ့ပစ္စုပ္ပန်ရဲ့အနာဂတ်ရဲ့ဆိုပြီးတော့အချိန်ကာလ၃မျိုးနဲ့ပတ်သက်ပြီးအင်္ဂလိပ်စာမှာတော့သင်ရတာရှိပါတယ်။ဒါပေမဲ့ဂျပန်စာမှာဆိုရင်တော့သူကအုပ်စုလေး ်နှစ်စုပဲကိုယ်သွားပါမယ်ကရိယာနဲ့ပတ်သက်လို့တမျိုးကကြတော့လက်ရှိနဲ့အနာဂတ်ကိုပြရတဲ့ကရိယာတမျိုးရှိမယ်အတိတ်ကာလတသက်ကိုပြရတဲ့ကရိယာတမျိုးဆိုပြီးတော့အုပ်စုလေးနှစ်ခုပဲကိုယ်သွားမယ်ပေါ့နော်အင်္ဂလိပ်စာနဲ့ကတော့သုံးစုဖြစ်ပေမဲ့ဂျပန်စာမှာတော့အုပ်စုလေးနှစ်စုပဲကိုယ်ထားပါမယ်အဲ့ဒီမှာဆိုရင် mask နဲ့ပတ်သက်တဲ့ကိုယ်ရည်ချထားတဲ့ mask ကိုမှသူ့ကိုအငင်းအနေနဲ့ပြောခြင်းနဲ့ပြောခြင်းနဲ့ဆိုရင်အဲ့ဒီ mask ကိုဖြုတ်ပြီးတော့မာဆန် န်ဆိုတဲ့စကားလုံးလေးပြောင်းပြလိုက်ရုံပါပဲဥပမာ name must ဆိုတဲ့အိတ်ဒီကိုမအိတ်ဖူးလို့ဖြစ်ချင်းရင် must ကိုဖြုတ်မာဆန်လေးကပ်လိုက်ရင် name must မအိတ်ဖူးဆိုတဲ့စကားလုံးလေးဖြစ်သွားပါမယ်ဒီလိုလေးပြောချင်တာပါအဲ့တော့ကိုရီးယားမှတ်ထားပါ must နဲ့မာဆန်နှင်းဟာဆိုရင်ဘယ်ကာလကိုကိုစားပြုလဲဆိုရင်လက်ရှိနဲ့အနာဂတ်ကိုကိုစားပြုတယ်ဆိုပြီးမှတ်ထားပေးပါနောက်တစ်ခုကကြတော့အတိတ်ကာလကိုပြတဲ့ကရိယာပုံစံဘယ်လိုပြောင်းမလဲဆိုတာကြည့်ပါ ားမယ်အဲ့တော့အတိတ်ကာလကို ပြရတဲ့အခါကျရင် သူ့ကိုလည်းကရိယာနှစ်မျိုးလေးအလိုချပါမယ် master ပါ ကိုရီချထားတဲ့ must ကို must ထုတ်ပြီးဘာပေါင်းမလဲ master ဆိုတဲ့စကားလုံးလေးပြောင်းလိုက်ပါဒါကတော့ positive လို့လေးပြောတာပါအဲ့ဒီအဲ့ဒီအတိတ်ကိုမှအငင်းလို့လေးပြောချင်တယ်ဆိုရင် ကိုရီချထားတဲ့ must ကို must ထုတ်မယ် မာဆန်ဒေးစတာလေးပြောင်းပေးပါမယ်။သူကတော့နည်းနည်းလေးရှည်သွားပြီเนาะ။မာဆန်ဒေးစတာအတိတ်ကိုအငင်းပုံစံ